တမရဟာပြည်သူ့ဗန္နာပြည်သူ့လဆာကိုစားနေတဲ့အတွက်ထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ရမယ့်တာဝန်ရှိတယ်လို့ဘကိုးလွတ်တော်ဒုဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်ခီယူပါနေတဲ့ရင်ပေးပို့ထားပါတယ်ရှင်ဘကိုးမှာတရားတော်စစ်ထောက်ခံမှုတွေပြုလုပ်နေကြတဲ့ပတ်သက်လို့မီဒီယာတွေရဲ့အမေကို ကိုရိုင်းတော်တတိယဥက္ကဋ္ဌကတုံ့ပြန်ပြောဆိုလိုက်တာပါဒီလိုတမရကိုထောက်ခံတဲ့အနေအထားမှာတမရဟာပြည်သူ့ဘာသာပြည်သူ့လာစာကိုစားထားတဲ့အတွက်ထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ရမယ့်တာဝန်ရှိတဲ့အတွက်တာဝန်ထမ်းဆောင်နေတာမထူးဆန်းဘူးလို့ပြောဆိုခဲ့တာပါလွတ်တော်ကလည်းပြည်သူကိုအကျိုးပြုတဲ့ဥပဒေကိုပြဋ္ဌာန်းပြုလို့ပြဋ္ဌာန်းနေရမယ်အစိုးရအဖွဲ့ဆိုတာလည်းပြည်သူတွေကိုရင်သားကြိုးစားမခွဲခြားဘဲနဲ့တကြီးတကျွတ်တဲ့ပြည်အောင်အုပ်ချုပ်နေရမယ်တာဝန်ဟာ ဒါပြည့်အပ်ထားတဲ့အတိုင်းပဲတာဝန်ရှိပြီးသားဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ဒီတက်မလို့ကိုထောက်ခံသည်ဖြစ်စီမထောက်ခံသည်ဖြစ်စီပြည်သူ့ဗန်တာငွေပြည်သူ့လစာကိုစားထားတဲ့တက်မလို့သားများဟာတိုင်းပြည်ကိုကာကွယ်ရမယ်ကျွန်တော်တို့လူထုရဲ့အသက်အိုးအစီအစဉ်ကိုကာကွယ်ရမယ်ဆိုတာသူတို့ရဲ့ဝတ္တရားပဲဒါအထူးဆိုင်မှုပေါ့ကျွန်တော်တရားတော်ဆွေးထောက်ခံပွဲမှာစစ်မှုထမ်းဟောင်းတွေလည်းပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတမလို့ဟာဥပဒေတရားစီရင်နဲ့စီမံခန့်ခွဲရေးစတဲ့ဥပဒေတော်ရဲ့ကိုလူမဲ့အကြံဖက်သမားတွေကိုတိုက်ခိုက်နေတဲ့အတွက်တရားတော်စစ်ဖြစ်တယ်လို့ယုံကြည်နေကြပါတယ် ဖရီဗျူရဲ့တရားစီရင်စီမံခံခွဲရေးအဲ့ဒီဥပဒေ300ရာတရားဝင်အစိုးရလည်းဘယ်သူမှတုံ့ပြန်မှုမရှိဘူးဒါကကပ္ပဆန်နော်အဲ့ဒီလိုလုံးမဲ့အဲ့ဒီလိုလုံးနေတဲ့အကြမ်းဖက်တော်မတရားတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့တမရောကတိုက်နေတာတရားတဲ့စစ်ကိုတိုက်နေတာဖြစ်တယ်အမြင့်ရဲ့သားအဲ့ဒီတော့အဲ့တရားတဲ့စစ်ကိုတိုက်နေတဲ့လူတွေကတို့ပြည်သူတွေမထောက်ခံဘူးဘာတော့တပုံထောက်ခံပါလား တရားသောစစ်ထောက်ခံပွဲတွေနဲ့အတူစစ်ပွဲတွေရပ်တန့်ရေးတောင်းဆိုဆန္ဒပြသူတွေလည်းရှိခဲ့ပါတယ်စစ်ပွဲတစ်ခုမှာနှစ်ဖက်စစ်သည်တွေအပြင်အပြည့်မဲ့ပြည်သူတွေတေဆုံးစေတဲ့လက်နက်တွေတစ်ဖက်နဲ့တစ်ဖက်အုံပြူတိုက်ခိုက်နေကြတာကြောင့်တရားသောစစ်ဆိုတာကိုကန့်ကွက်နေကြတာပါဒါကြောင့်ပြည်ရင်းစစ်အဆုံးသတ်ဖို့ကိုတောင်းဆိုလိုက်ကြပါတယ်လူတစ်ယောက်နဲ့တစ်ယောက်နဲ့အမုန်းတရားအကြောက်တရားတွေကြီးဆိုးနေတာအဲ့ဒီမှာတိုင်းသားပြည်သူတွေခံနေရတာတစ်ဖက်စစ်သည်တွေကတေဆေနိုင်တဲ့လက်နက်တွေပြစ်တာကိုတရားပါတယ်မတရားပါဘူးဆိုတာကို ဗုဒ္ဓနီးကြကြည့်ကြည့်ဓမ္မတက်နီးကြကြည့်ကြည့်လူတယောက်နဲ့တယောက်နဲ့တက်နေတာတရားတယ်ဆိုတာလုံးဝမမှန်ပါဘူးပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကဗကုမြို့မှာလူ၄၀၀၀လောက်တရားတော်စစ်ထောက်ခံပွဲတွေပြုလုပ်ခဲ့ကြပေမဲ့အဲ့ဒီနေ့တရက်ထက်မှာပဲစစ်ပွဲတွေရပ်တန့်မှုဆန္ဒထုတ်ဖော်တာ၅ချိန်ရှိခဲ့တယ်လို့သိရပါဗျ။အလားတူတခြားမြို့တွေမှာလည်းစစ်ပွဲထောက်ခံတဲ့ဆန္ဒပြပွဲတွေနဲ့စစ်ဆန့်ကျင်တဲ့တောင်းဆိုမှုတွေလည်းရှိခဲ့ပါဗျ။ကျွန်မခင်ဗျာပါပါရှင်။